စာပေချင်းမြတ်နုသူများအားလုံးကိုကျမတို့ရဲ့အာစီတုတ္တဆုံရတဆုံ channel မှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးမှာကဆရာကြီးမြတ်မျိုးနဲ့ရေးသားထားသော ရှီဟောင်းနှောင်းပြင်းများစောင်းပါအမှတ်၁၇ပဲဖြစ်ပါရရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစီ။စောင်းပါအမှတ်၁၇ရှင်သန်းမီလည်းလစဉ်ပါဝင်ကူညီရေးသားစီလိုကြောင်းမြစ်တာရက်ခန္ဓာကြောင့် ူကလည်းကြ བྱ တခန်းဖွင့်ပြီးရှေ့လာကစားပြီးရေးတော်မယ်အကြောင်းတွေပါတယ်လေးချိုးကြီးပေါ့ဩဟုတ်ပြီတတိယလာပါပြီခင်ခင်ရွတ်ပြတဲ့အထဲကတပိုက်တောင်းကြနေသေးတယ်ဘေးပိုက်တုံးဆရာရဲ့ထို့တို့ညင်းတာတို့ကလူကြားရနေတော့အိုချင်းစားကားကို့လိုပဲတနာလိုက်ပါရဲ့အထက်အစူပါဟိုမှာအေးကူလှဗဇက်တဖွာဖွာရဲ့ရှင်မပြတ်အခါခါမေးနေတော့တမက်အတပြားကိုတောင်းမျက်မှောင်ဝေးတဲ့အပြင်ဆိုတဲ့အပိုက်ဟာပေါ့ အဲ့ဒါဖြည့်လိုက်မှပိုပြီးပြည့်စုံသွားတာကလားကျမသိချင်တာကငွေ2000ကျော်ကျော်ဟာလုံးချာလုံးချာနဲ့မျောရရှာတဲ့လို့ဆိုတော့လုပ်ငန်းအနေထားကလည်းကောင်းနေရှုံးလေးရှုံးနေပြောနေတဲ့အတွက်သဘောမပေါက်နိုင်အောင်ဖြစ်နေလို့ပါဒါကဒီလိုခင်ခင်ရဲ့မြက်လဲမြက်သားနဲ့ရှုံးလဲရှုံးရတဲ့အကြောင်းရင်းကလုပ်ငန်းအတွက်ကိုယ်စားလှယ်၃မျိုး၃စားရှိပါတယ်ပထမအမျိုးက အလို့ရှိတဲ့အုပ်အရေးအတွက် ကြားတဲ့ငွေကိုစာအုပ်မထွက်ခင်3-4ရက်အလိုမှာကြိုတင်ရောက်အောင်ပို့ပြီးမှာပါတယ်။ဒုတိယအမျိုးကစာအုပ်သစ်ထွက်တိုင်းအုပ်ရည်မိမြကို BBB နဲ့ပို့ပါလို့မှာကြပါတယ်။ BB ရောက်တဲ့အခါငွေပေးပြီးရွေးယူကြပါတယ်။တတိယအမျိုးကငွေ90ကျပ်စ100ကျပ်စကို အာမခံငွေသဘောငွေသဘောမျိုးတွင်းထားပြီးစာအုပ်ထွက်တိုင်းအလွတ်တင်ပြီးမှာကြပါတယ်။စုစုပေါင်းကိုစလဲဥယျ80လောက်ရှိတဲ့အနေနဲ့ ပထမအမျိုးက30လောက်ဒုတိယအမျိုးက30လောက်တတိယအမျိုးက20လောက်ရှိကြပါတယ်ပထမအမျိုးဒုတိယအမျိုးနဲ့ဆက်သွယ်ရတာကဘာပြဿနာမှတက်မလာပဲအလုတ်လုတ်ရတာအများတန်းရှင်းနေပါတယ်တတိယအမျိုးကြတော့ဝင်ကဘာဝင်ရတာလို့ဝင်ရင်လမ်းပြောင်းထွက်ပေါက်မတွေ့ပဲတန်တရားလေမှန်းမသိလေရင်တဖြည်းဖြည်းနစ်တော်တာပါပဲနစ်ပုံကလည်းရင်းရင်ကြီးကြီးနဲ့ဆုံးဆုံးမြုပ်တာမျိုးအာမခံငွေ90ကျပ်တင်းထားတယ် ထွန့်ထွက်ခြင်းအုတ်ရည်တရားရဲနေနေခွာပြီး85အုတ်ရောင်းတွင်လို့ဆိုပြီးနောက်ထပ်အုတ်90 3ဒီခွဲမှာတယ်ငွေထက်မှန်ပို့နိုးပို့နိုးဆောင်ရင်းနဲ့နောက်စားအုတ်အစ်ထွက်တယ်3-4ချိန်အလီလီခွဲမှာပြန်နေငွေရောက်လာနိုးဆောင်ရင်းနဲ့စားအုတ်အစ်ထွက်မယ်လို့တော့ငွေပို့ဖို့အကြောင်းကြားတဲ့အခါအုံးအုံစာတခါတည်းပေါင်းရှင်းမယ်ထွက်ထွက်ချင်းအိုရည်200ပို့လိုက်ပါလို့ပြန်စာရောက်လာတယ်။ယုံကြည်စွာနဲ့ပဲပို့ပေးလိုက်တဲ့ဘော စာအုပ်ရောက်သွားလို့15ရက်လောက်ကြာတဲ့အခါငွေ90ကျပ်ထပ်ရောက်လာတယ်။မကြမီထပ်မှန်ပို့ပေးမယ်လို့လည်းစာရေးလိုက်သေးတယ်။ဒီလိုနဲ့ပဲဂျာအေးသူ့အမေရိုက်တာမျိုးလုံးချလိုက်ပြီးငွေလဲပို့စာအုပ်တွေလည်းတွန်းတွန်းမှရင်းကအကျိန်ပေါင်းများလာတော့တဦးအပေါ်တဦးမှကျန်ငွေ200ကျပ်250ကျပ်စီရှိလာပြီးဦးစလဲဦးရီ20တဦးပေါင်းလိုက်တဲ့အခါထုတ်ဝေရာဌာနမှာတော့ငွေ2000ကျော်3000နီးပါးရစရာမရတဲ့အတွက် အခက်အခဲနဲ့ရင်ဆိုင်ရလုပ်ငန်းအနေနဲ့မြတ်ပါလျက်ကင်နဲ့ငွေကြီးအနေနဲ့ကအရှုံးပေါ်သလိုဖြစ်လာရပါလေကောငွေပေးကြဖို့နှိုးစော်စာတွေပို့ဝေမယ်တချို့ကနှိုးချိုတောင်းတဲ့ကြက်ကလေးကိုမိခင်ကျမကြီးကနေတိုင်မလို့ညတိုင်မလို့လှည့်စားတာမျိုး မနဲ့ဖြန်တပည့်ပို့လိုက်မလို့လို့ရှေ့လာမယ့်အပတ်ပဲလူကြုံနဲ့ပေးလိုက်မလို့လို့နောက်လာဆန်းမှာတခါတဲ့အပြတ်ရှင်းမလို့လို့နဲ့သာအချိန်ဆွဲသူကဆွဲတချို့ကတော့လေတကိုးကြီးဖျားတွေလဲဖုနေကြလို့ ပြန်ရောက်တဲ့အခါရှင်းမှနိုင်မယ်လို့ကိုစားအစာရေးခိုင်းသူကခိုင်းတချို့ကြတော့လဲပြန်စားတောင်မပြီးတော့ပဲဆုံဆုံမြို့ပြီးပျောက်ကွယ်သွားတဲ့လူကသွားကြတဲ့အခါဆက်သွဲချင်းသာရက်ဆဲလိုက်တယ်လို့ဆိုရတယ်ရစရာငွေကမရတော့ပဲအရှုံးနဲ့ပန်းလိုက်ရတာမို့တဦးစားနှစ်ဦးစားဆိုရင်ခံနိုင်ရဲ့ဥယေ15 20ဆိုတော့10ကနေရရကနေထောင်ဖြစ်ကုန်တဲ့အခါထုံးဝေသူတွေမှာဘေးကြံနန်းကြံဖြစ်ကုန်တဲ့ကိစ္စတွေကို ပြော့ပြလို့ကဗျာဆရာကြီးရှင်သန်းမီကလေးကျိုးရှိဖွဲပြီးပြည်ရွှေဘိုးလှစင်ထုံးရဲ့ပြိဿကြီးကိုအတိပေးတဲ့သဘောပါပဲကုစလင်80ကျော်ရှိတဲ့အနေနဲ့30လောက်ကငွေကြိုးပို့တယ်30လောက်က BBB နဲ့မှားတယ်20လောက်ကအဟောင်းပေးအစ်စ်ယူသဘောနဲ့ဆရာရှုံလာတဲ့အခါတော့ဆရာတို့ကလူမလွတ်ဘူးလားပထမတော့မြို့အနည်းငယ်ကိုလွတ်ကြည့်ပါသေးတယ်ဒါပေမဲ့သူတို့ကအပြောကောင်းအလှဲကောင်းအချော့ကောင်းအကြောင်းပြချက်ကကောင်းတရားလीတော့ ငွေမရဘဲဇရိတ်သာရှုံရှုံပြန်လာခဲ့ရတာကြောင့်နောက်တော့မလွတ်ဝင်တော့ဘူးပေါ့ဒါနဲ့သာတူးချင်းအဆက်အသွယ်ရက်စရာကတဖြည်းဖြည်း၂၁တူးဖြစ်လာတဲ့အခါအကျွေးပေးရတာရှင်းသွားသလောက်ရစရာငွေတွေလည်းအဆုံးခံလိုက်ရတာမို့အားလုံးပေါင်းလိုက်တဲ့အခါငွေ၂000ကျော်ဟာနေလုံချာလုံချာနဲ့မျိုးရရှာတဲ့ဆိုတဲ့အပိုက်ကို စားဖွဲ့နိုင်အောင်ဖြစ်လာတာပါပဲဟုပြောမှသခင်မခင်ခင်နဲ့ရှင်းနှင်းစွာနားလေသဘောပေါက်သွားပါလေတော့သည် တို့အခိုက်မမျော်လင့်မဲတန်ချောင်းခောက်တန်များလေချောင်းအချက်ပြီးအုပ်အောတန်များစူညံစွာကြားလာရခြင်းကြောင့်ဘာလဲဘာလဲဟုမေးရလေချောင်းအချက်ပြီးတာပဲဆရာဘုန်းကိုချင်းနဲ့ဝင်ပုံးကြရလိမ့်မယ်ဟုပြောပြောဆိုဆိုအမျိုးသားအမျိုးသားချင်းအမျိုးသမီးအမျိုးသမီးချင်း လက်တွဲခေါ်ကြလျက်အိမ်နောက်တစ်ပင်ကြီးအောက်တွင်တူထားသောဘုန်းကိုချင်းနဲ့သူစင်းကငြိမ်သက်စွာထိုင်နေကြရပါလေတော့သည် တန်ကျောင်းခောက်တန်နှင့်အုံအောအချက်ပြည်တယ်များတဖြည်းဖြည်းဆက်လျက်တိတ်ဆိတ်သွားပြီးနောက်10မိနစ်ခန့်ကြာသောအခါကောင်းကင်မှလေရင်ပြန်သံများကြားစာပြူလာရပါသည်ပထမတော်တော်လှမ်းပါသည်တစ်စက္ကန့်ပြီးတစ်စက္ကန့်နှီး၍နှီး၍လာသလောက်ဝီ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 မြည်သောလေရင်ဆက်တန်များလည်းကျဲတစ်ထက်ကျဲကာကြောက်စရာဖြစ်လာပါသည် သူတို့အလုံမှာစက်တနှက်ပြည့်ရန်နှင့်ဘုံကျဲရန်ဖြစ်ရာဘယ်နေရာဘုံချ၍ ဘယ်နေရာဆက်တနံမောင်းဆွဲရမည်ကိုအပေါ်စည်းကကြည်ရင် လာနေကြသောသေမင်းတမန်များဖြစ်သည့်အတိုင်းသူတို့ဤလေးလေးပင်ပင်ကြီးမြည်ဟီလာသောဆက်တန်ကြီးများမှာအမင်္ဂလာအပြည့်နှင့် ကြောက်မဲ့ဖွယ်လိလိမကောင်းဆိုးဝါးတန်နေသွားဖြစ်ခြင်းကြောင့်ဘုံခိုခြင်းအတွင် ပုံအောင်နေကြသူများမှာအသက်မရှူဝင့်ခေါင်းမဖော်ဝင်သောကြောက်နီးမျိုးဖြင့်ကြောက်နေကြပါလေတော့သည်လေရင်ပြန်များမှာ၃စင်းတွဲ၅တုတ်လောက်ရှိဟန် တူပါသည် ရှေ့စဉ်နောက်စဉ်ပြန်ဝဲလာရာကဘုံမချဆက်တနတ်မပြစ်မီပြစ်ကွင်းကိုရှာသောဟန်နှင့်မြို့ဘော်ကိုပြန်ဝဲကြည့်နေရာဆက်တန်းများစူညံလိုက်ပုံမှာမြို့ပြက်သွားနေပြီလားအောက်မေ့ရလောက်အောင်နားကွဲမတက်စူပူးဦးနေပါလေတော့သည်တေရမီဘေးအန္တရာယ်နှင့်ကျုံလာလင်းလူတိုင်းမင်အကာအကွယ်နှင့်အားကိုးရှာရာ၌ယရနာသုံးပါးသာအလုံးကြုံဆုံးဟုယူဆရခြင်းကြောင့်လေရင်ပြန်များတပတ်ပြီးတပတ်စူစူညံညံအတန်ကြီးများနှင့် ထတ်တလဲလဲဝဲနေလေးလေးဘုံတော်နမောကို၎င်းတန်ဘုတ်ဒီကို၎င်းဣတိပိသောကို၎င်းရန်တုံဤမိတ္တံကို၎င်းဘုံတန်တရဏံဂစ္ဆာမိကို၎င်းမိမိတို့ရရလူတိုင်းစီပြီးတီးတို့ရွဆိုကြရင်တေဘေးနှင့်ရင်မဆိုင်ရစေခြင်းငှာအသက်မရှူမိအောင်ကြောက်လန့်နေသည့်အတွင်းကရွဆိုနေကြသည်ကိုကြားမြင်နေရပါသည်ကိုယ်တိုင်လည်းစစ်စကားကိုကြီးကြီးကျယ်ကျယ်သာပြောနေသည်။ဘုံကျဲလင်းပြန်များဝဲပြန်နေသည့်အောက်တွင် ခေါင်းပူဝင်ကအသက်မရှူဝင့်အောင် ထိတ်လန့်ကြောက်ရွံ့နေသောအတွေ့အကြုံမျိုးမှာယခုတစ်ကြိမ်သည်ပထမဆုံးဖြစ်ခြင်းကြောင့်မှတ်တမ်းသာထားရမည်ဆိုကစေဤတဲထိတ်ရင်ဖိုးရသောအတွေ့အကြုံကို အာလံမျိုးညတညာကဟုစတင်ဘ ഹു တုတရခဲ့သည်ဟုဝန်ခံရမည်ဖြစ်ပါသည်။လေရင်မြန်တို့သည်ပြင်းထန်သောအတန်များနှင့်ဝဲမြဲဝဲလျက်ရှိနေပါသည်။ပုံအောင်နေရသူအားလုံးစိတ်ပြက်ပြက်မျက်နာပြက်ပြက်နှင့်ဖျားသာတနေကြရပါသည်။ အထက်ထက်အပြန်ပြန်ကောင်းကင်မှလှည့်ပတ်ကြည့်ရှုပြီးနောက်လိုအပ်သောပြည့်ကွက်မှာဤနေရာဤဒေသဟုတ်ဟန်မတူဝဲရင်ဝဲရင် အရှိအယက်စီတို့တတုပ်ပြီးတတုပ်ထွက်ခွာပြန်တန်းသွားခြင်းအတွေ့အတန်များတဖြည်းဖြည်းဆဲကဝေး၍ဝေး၍သွားလျက်တိတ်ဆိတ်စာပြုသည်ဤ၅မိနစ်ခန့်ကြာပြီးမှ လေချောင်းရန်ရှင်းပြီးဟုအချက်ပေးတယ်များအယဘုံခုကျင်းမှထွက်ကအိမ်နှင်းသို့ပြန်ဝင်ကြရပါသည်အကျိုးအကြောင်းမေးကြည့်သောအခါ အထက်ဘက်ကမလာဘူးသည် အာလန်မြို့သို့လေရင်ပြန်များလာရောက်ပြီးမှယနေ့ညပထမဆုံးအကျဉ်ဖြစ်ကြောင်းသိရပြီးလျှင်ကြောက်စိတ်ဝင်လျက်အ мян ဆုံးဘေးကင်းမီထင်ရသောရွှေပြောင်းလိုချသောစန္ဒပြင်းပြလာသည်ကိုရိပ်မိသိရှိလာရပေတော့သည်ထို့ကြောင့်ပြောလက်စအလဘတလဘတို့ကိုမဆက်နိုင်ကြတုံလှုပ်ချောက်ချားစိတ်နှင့်ပင် ထိုညအတွေ့အိယာတို့ဝင်လိုက်ကြရလေရာ ကိုအတွင်းနှင့်ကို ကိုအစီစဉ်နှင့်ကိုတွေးတောစီစဉ်ကြရင် ကောင်းစွာအိတ်နိုင်ပုံမရကြဘဲနှင့် အာယုံချင်းအလင်းတို့ရောက်ကြရပုံရပါသည်။တခင်မခင်ခင်မအိမ်ရှင်မဝတ္တရားကြည်ပွန်စွာနတ်နဲ့လဖိတ်ဤအတွက်စားစရာဆုံဆုံလင်းလင်းနှင့် ပြင်းစင်ကျွေးမွေးဧကန်ရှာပါသည်။ညကလေရင်မြန်တွေလာလိုက်တာခင်ခင်တို့တော်တော်ကြောက်ကြဟန်တူတယ်။ကြောင်လဲကြောက်စရာပဲပဲဆရာကြုံလဲမကြုံဘူးပဲကိုဆက်နေဝင်ပါအောင်မလားဘေးကင်းရဇာလီတောင်ကိုပြောင်းညင်ကြပြီလား။ ဆရာအစီအစဉ်ကဘလို့ရှိပါသလဲကျုပ်ကလည်းမန္တလေးပြန်ရောက်ဖို့အရေးကြီးနေလို့ဖြစ်တဲ့နည်းနဲ့ခရီးဆက်ရမှာပဲပိုကြီးတဒားမှာညမအိတ်ဝင်လို့သာအာလန်ကိုအရောက်လာခဲ့ရတာကလားဆရာနေအောင်မယ်ဆိုရင်တော့ကျမတို့မပြောင်းသေးပါဘူးဒီကနေ့ခရီးဆက်မယ်ဆိုရင်တော့ကျမတို့လည်းညနေလောက်မှာအပြီးပြောင်းကြဖို့စိတ်ကူးပါတယ်ကြောက်ရင်မနေကြပါနဲ့ပြောင်းတာကစိတ်ချမ်းသာပါတယ်ဆရာဘယ်ကိုသွားမလဲကားထွက်ရှာမလဲ မရရင်လည်းတောင်တွင်းကြီးအရောက်ခြေချင်းလျှောက်တန်းလျှောက်ရမှာပဲခြေချင်းတော့မဖြစ်ဘူးဆရာမိုင်80နီးပါးဝေးတဲ့အပြင်တောလန်းခရီးဖြစ်နေတယ်လမ်းမှာကိုးပင်ရွာအဆရှိတယ်စခန်း၃ခုလောက်ရှိတယ်တယောက်ထဲမသွားတဲ့ခရီးမျိုးပါလိုလိုမဲမဲထွက်ရှားကြီးခြင်းနဲ့ရှားကြီးအောင်ပေါ့မရတဲ့အစုံမှာကျမရဲ့အကိုတဝမ်းခွဲတယောက်ဓာတ်စီပို့တဲ့ဘောက်စာကားအလွတ်နဲ့ရွှေတော်မြို့က6မြို့ BOC ရုံးကိုကားအပ်လာစရာရှိတယ်ရွှေတော်က10နာရီထွက်လာတော့ ဒီကိုနေ့တနေ့လောက်ရောက်ပါနိုင်မယ်ချောက်မြို့အရောက်ဆက်သွားမှာမို့တောင်တွင်းမကွေးရေနံချောင်း6ဆရာလိုက်ချင်တဲ့မြို့အထိလိုက်နိုင်မှာပါဟုပြောသည်ဖြင့်လိုလိုမဲမဲရှာကြည့်ပြရစီအိုးရရင်လည်းရမရတော့လည်းလိုက်ခွင့်ရအောင်ပြောပြပါဟုမှားကြားပြီးလင်တခင်မခင်ခင်တဲခင်ကျွေးမွေးသောနန်နဲ့လက်ဖက်ရည်နှင့်စားစရာများကိုဝဝလင်းလင်းစားတောက်ပြီးလင်မော်တော်ကားရှာပုံတော်ဖွင့်ရပြန်မာနေတော်သည်ရောက်လက်ဆက်နှင့် အာလံမြို့ဤတကိုးကြီးဖျားများဖြစ်သော တာဝရင်သာ ရွှေပြောင်ပြောင်ကုတ်တိနာယုံတို့ကိုဖူးမြော်ပြီးနောက်အရေးအကဲကြည်ရင်ဆောင်းဆိုင်တော်လဲပြည်မြို့ဘက်မှ၎င်းတောင်တွင်းကြီးဘက်မှ၎င်းအလားအသွားအလင်းမရှိပဲဆက်သွေးရင်ပြတ်တောက်သလိုတိတ်ဆိတ်၆တွေ့ရင်သာနေသောအခါဒီအတိုင်းမှန်ပေါက်ကန်းမှနန်းဆန်နိုင်ပါအောင်မလားဆိုတဲ့ကဲ့သို့လက်လျှော်ရတော်မူအခြေသို့ရောက်နေပြန်မှလီတော်သည်တခင်မခင်ခင်ကမူသူ့အကိုဝန်းကွယ် နေ့တနာရီလောက်တွင် ရောက်လာမည်ဟုဆိုသည်လူမျိုးကြားပိုင်း BOC ကားလည်းဖြစ်သည် အုတ်ချိုရေးပိုင်းမှနိုင်ငံသားအကြီးအကဲများလည်းမတိမသားကိုယောင်ဖြောင့်နေကြပြီဖြစ်ရာစစ်ဖြစ်ချင်းဤရန်ကိုရန်နံများကလည်းနန်းနေချင်းကြောင့်တာဝန်မကျေတော့လဲအပြစ်ရှိသောအခါမဟုတ်၍လာလိုမှလာပေလိမ့်မည်အကယ်၍မလားသဖြင့်မရောက်တော့အာလန်တွင်တညဆက်နေရန်မဖြစ်နိုင်သဖြင့်တနီးနီးနှင့်တောင်တွင်းကြီးရောက်နိုင်ရန်ဥစ္စာရင်လိုဥစ္စာရင်ခဲစနစ်ဖြင့် စုံစမ်းတင်ရာတွင်စုံစမ်းမေးမြန်းတင်ရာတွင်မေးမြန်းရင်းအရှိအနောက်တောင်မြောက်စသောအရက်လေးမျက်နှာကိုရှောက်သွားနေစဉ်ဟေးလူဟေးလူဒီမာလီကွယ်ဟူသောအတန်တစ်ခုကိုကြားရ၍လှည့်ကြည့်လိုက်ရာကာကာလက်ဖက်ဆိုင်တစ်ခုအတွေ့မှလှန့်ခေါ်ရင်းထိုင်းနေသောတငယ်ချင်းစံသိန်းကိုမြင်ရသည့်အတွက်ဟာအမဟဲ့ကောင်စံသိန်းဟုဝမ်တာအာရခေါ်ရင်းဝင်သွားမှစံသိန်းကပါဇက်မှရှုခနဲလုံရင်တိုးတိုးပြဟူသောအရေးလက္ခဏာကိုပြလျက် သူနှင့်အဖေါ်တယောက်ရေတပ်မှထွက်ပြေးလာကြခြင်းဖြစ်ကြောင်းတွေ့ရတွင်ဖမ်းရန်ဝန်ရမ်းထုတ်ထားသည့်အတွက်တတိနှင့်သွာလာနေရာကြောင်းရေတပ်ဝတ်စုံကိုချွတ်၍အရက်သားလိုဝှက်ထားတော်လဲနာမည်ရင်းကိုမခေါ်ဘဲဖိုးဝမ်းနှင့်ဖိုးတူးဟုသာခေါ်စီလိုကြောင်းရှီးဥစွာမှားထားပြီးမှဤမျိုးတို့ရောက်လာကြပုံကိုပြန်လည်ပြော့ပြကြသည့်အတွက်တယောက်ကိစ္စတယောက်ကောင်းစွာတည်သွားကြရပါတော့သည်တကံမထောက်တကံထောက်တကံမကူတကံကူဆိုသည့်အလား သူတို့တွင်ရန်ကုန်မြို့ပြကြီးအတွင်းမှသွားရင်းဟန်လွဲတွေ့သောခရီးနိုင်ငံခြားသားပိုင်နှင့်တူသည်မော်တော်ကားအကောင်စားတစ်စီးကိုဆွဲလာခဲ့ရာဓာတ်စီလဲအပြည့်အစုံပါလာခဲ့ခြင်းကြောင့်မကွေးမြို့လောက်အထိကောင်းကောင်းရောက်နိုင်မည်အကြောင်းသိရခြင်းပင်ဖြစ်ပါသည်သို့သော မော်တော်ကားကိုမမြင်ရသည့်အတွက်ဘယ်မှလဲမော်တော်ကားဟုမေးမှဤမြို့သို့နန်းနှင့်ဝေလီဝင်းလင်းကရောက်ကြောင်းမော်တော်ကားကိုမြို့အထွက်နားတွင်အပ်ထားကလေးရဲ့စားတောက်စရာအာဟာရ ဝဝနင်းနင်းသွတ်သွင်းဖို့အတွက်ကောင်းကောင်းရနိုင်သောဆိုင်ကိုမေးမြန်းစုံစမ်းရာဤကာကာကလားဆိုင်တွင်စက်သားဟင်းနံပြားကော်ဖီလက်ဖက်ရည်စသည်တို့ရနိုင်ကြောင်းသိရသဖြင့်ကိုယောင်ဖြောက်ကမတိမတန်လာရောက်စားတောက်ပြီးခရီးသွားရေးအစီအစဉ်ကိုထပ်မံလုပ်နေခိုက်တငယ်ချင်းကိုမြင်သဖြင့်ဝမ်းသာအားရခေါ်ချင်းဖြစ်ကြောင်းပြောပြသည့်အတွေ့တို့အုံးရောက်မန္တလေးထိသွားကြဆိုလားမဖြစ်ဘူးတငယ်ချင်းတို့နှစ်ယောက်ကလူမြင်သူမြင်ခံလို့မရဘူး မကွေးမျိုးရောက်ရင်မင်းဘူးပဲကူးပြီးတော့လေခိုင်းပွင့်ဖြူအရောက်သွားရမယ်။အဲ့ဒီမှာခိတခဏခိုးနေပြီးရဲဘော်တုံးစီဖွဲ့စည်းလာမယ်။ BIA တက်ရောက်လာမှ တက်ပြောင်းဝင်ပြီးစစ်မှုဆက်ထမ်းကြရမှာကလား။မော်တော်ကားကိုမင်းဆက်ယူသွားလိ။တက်စီကတော့ရှာရင်ရမှာပေါ့။မကွေးရင်နန်းချောင်းချောက်ဆိုတာရင်နန်းမြေနေမြေပဲရှာတတ်ရင်ရနိုင်စရာရှိပါတယ်။တို့လည်းကူရှာပေးလိုက်မယ်ပေါ့။ငါမှကမမုန်းတတ်တာပဲကွာ။ယူမသွားချင်ပါဘူး။ ဒီလိုဆိုလဲတောင်တွင်းကြီးအထိလိုက်ခဲ့ပြီးအိုးရောင်မှာရှေခရီးဆယ်ရည်ကြီးစီစဉ်တော့မယ်မကွေးအထိလိုက်ခဲ့ပါလားကွအဲ့ဒီကနေကြုံရသိမ်းမော့စောင့်နိုင်သွားရင်မန္တလေးကို၄၅ရက်နဲ့ရောက်သွားမှာပဲလှေကြုံရနဲ့လှေကြုံပေါ့ရန်ကုန်မြို့မှာလည်းနေသေးရေတက်ထဲကလည်းလာခဲ့ရတဲ့နဲ့တော့ကြတယ်ဆိုတာမိမဲ့ပေါ့ကွရန်ကုန်တမျိုးလုံးနှင်ထုတ်လို့ကြီးနဲ့ဖုတ်ဖုတ်ဖြစ်နေမှာဘဲကသိမ်းမော့စောင့်စည်းစရာရှိသေးလို့လေအကုန်လုံးအထက်အညာဗမောကိုစမ်းသွားကုန်ကြပြီ လှီယုံတော့ရနိုင်စရာရှိပါသေးတယ်ကွာလမ်းတကာစိတ်ကန်းတကာကဓမြစီတိုင်လို့မန္တလေးရောက်တဲ့အခါခြေမလောင်ကြရင်ကံကောင်းတယ်ပဲဆိုရမှာပေါ့ဒါဖြစ်ရင်လည်းတငယ်ချင်းသဘောပဲကြိုက်တယ်လို့သာလုပ်ပြီးတော့ဟုတ်ဆိုသဖြင့်စကားပြောနေတာကကြားတယ်အဟာရတွေသွတ်နေကြတာဥမတောင်းကြရင်လည်းတီလာဆောင်တယ်လို့သဘောထားပြီးခရီးဆက်ကြဆိုလားသွားဆိုဟုတ်ဆိုလျက်ထိုင်ရမှထားကြသည့်အတွေ့ပိုးဝန်းနဲ့ဖိုးတူးကိုပါတခင်မခင်ငင်တို့အိမ်တို့ခေါ်သွားကြပြီလေ မိတ်ဖွဲ့ပေးခြင်းကားကြုံရပြီဖြစ်ပြီးခရီးဆက်တော်မီအကြောင်းပြောဆိုနှုတ်ဆက်ကကျေးဇူးတင်စကားများဝေစာအောင်နှစ်သိမ့်ရင်ခရီးတင်ဆက်ရန်ထွက်လာခဲ့ရပြန်ပါသည်ညကလေရင်ပြန်များဝဲလိုက်သည့်အတွက်အာလန်မြို့သူမြို့သားများလည်းစိတ်ချောက်ချားကကြောက်ရွံ့ထိတ်လန့်ကြသလားမသိနန်းနဲ့လင်းဒီကစ၍အထုပ်အပိုးပြင်ကြပစ္စည်းသိမ်းကြတအူးအိမ်တအူးကူးကြတန်းကြနှင့် ဘေးကင်းရာရွှေပြောင်းရင်ဆွေးနှွေးတိုင်ပင်ရင်လှုပ်လှုပ်ရွရွဖြစ်နေကြသည်ကိုမြင်တွေ့ကြရင်က မော်တော်ကားထားခဲ့ရာမြို့အထွက်နားသို့အရောက်တဖြည်းဖြည်းလျှောက်လာခဲ့ကြရပါသည်တရုတ်ပြည်သားကုန်ပစ္စည်းနှင့်ထရကားများလည်းပြည်မြို့ဘက်မှနောက်ထပ်အလားမရှိတော့သဖြင့်ထိုနေ့နန်းနဲ့ကစား၍ကားလမ်းမကြီး ရှင်းလင်းနေပါလိမ့်ပြီနွားလဲအချို့နှင့်မြင်းလဲအချို့သာအထုပ်အပိုးအိုးအင်းခွဲရောက်နှင့် ကလေးငယ်များကိုတင်လျက် ကိုခီးစင်နဲ့ကိုဥတီမောင်းနှင်ကစစ်ဘေးအတွက်ရွှေပြောင်းသွားလာနေကြသည်ကိုမြင်တွေ့ကြရပါသည်မကြာမီကားရှိရာသို့ရောက်သွားကြ၍ကြည်လိုက်သောအခါမိုင်းတထောင်နီးပါးသာမောင်းရသေးသောပိုပယ်အမျိုးအစားအစ်စ်နီးနီးလောက်ကောင်းနေသောကားဖြစ်နေ၍ဥစားရှင်တော့ရင်ကျိုးရှာရော့ပေါ့ကွယ်ဟုပြောရာစံသိန်းကအတ္တမိကပါတငယ်ချင်းရာ ။ရန်ကုန်တစ်မျိုးလုံးနှင်းပြီးလို့တို့လစ်လာခဲ့တဲ့အချိန်မှာကြီးနယ်ဖို့ဖို့ဖြစ်နေပါပြီ။ဒီကဘသူကားလဲဆိုတာ၄၅၆ခွန်အော်မေးပါသေးတယ်။လူထားတို့ဘဲခွေးတကောင်ကြောင်တမိမှမပေါ်လာတော့မှဒရန်တဲကဓာတ်စီတွေကိုတကားတိုင်ကြီးတဲကရောပုံးလွတ်တွေနဲ့ရော်ထည့်ပြီးတော့မောင်းလာကြတာပါ။တငယ်ချင်းရဟုပြောသဖြင့်ဘဲအချင်းကမင်းတို့ရန်ကုန်ကထွက်လာခဲ့ကြတာလေ။ဝရမ်းလိုက်နေတဲ့စစ်ပြေးတွေဆိုတော့ မနေ့ညက9နာရီမှရန်ကုန်ကထွက်ပြီးညခရီးနှင်ခဲ့တာဒီနေ့နံနဲ့6နာရီမှအာလန်ကိုရောက်လာကြတာပဲလမ်းခရီးပွဲကြီးတရမှာဘတ်စကားတစ်စီးအပြက်တွေပြင်နေတာများမမြင်ခဲ့ဘူးလားပွဲကြီးလားဘာလားတော့မသိဘူးပေါ့ကွာတရားရှင်ရှင်ကြီးတခုရဲ့ဒီဘက်အထွေကာလန်ဘေးတွန့်ချပြီးရက်ထားတဲ့တစ်ဖက်နေဖင်ထိုင်းနေတဲ့ဘတ်စကားတစ်စီးတော့မြင်ခဲ့တယ်လူစလူနာတော့တယောက်မှမတွေ့ခဲ့ဘူးအဲ့ဒါငါတို့ကိုဒုက္ခပေးတဲ့ကားပေါ့ကွာ ။ "तू လဲဝစ်လဲနေရခံ तू ပါရဲ့။ဟုပြောရင် ကားတကားများကိုဖွင့်ကတက်ထိုင်ကြပြီလေ။မြောက်အရက်တို့ မျက်နှာမူ၍မောင်းထွက်ခဲ့ကြပါလေသည်။လမ်းကလည်းအသင့်အသင့်ကောင်းသည်။အသွားအလာကလည်းရှင်းလင်းနေသည်။လမ်းဘေးတစ်ဖက်တစ်ချက်မြင်ကွင်းများကလည်းလွင်တီးခေါင်နေပါလေ။တစ်ပင်များအထက်ထက်ပေါက်ရောက်နေသောတောအုံများအတွင်ကြွေကောက်ဖောက်လုံထားခြင်းကြောင့်မျောရာဘဲမမြင်ဖြစ်တိုင်းခက်မြန်မြန်မောင်းလာခဲ့ကြပါသည် မိုင်20 30နီးပါးမောင်းလာမိကြသောအခါစံသိမ်းမှာပြင်းလာသလားမသိစိုးစိုးပြေးပြေးခရီးသွားနိုင်၏အတွက်ပြန်နိုင်မောင်မြို့ရွှေမန်းကို လွမ်းပေမဲ့လည်းနေရပါတယ်ဟူ၍စလာချင်းကြောင့်ကြံနှစ်ယောက်ကလက်ခုပ်ပြီးကစီးလိုက်ပြီးဟီလီဟာလီစုညံလျက်ပြိုအောင်ဖန်တီးလာကြရပါသည်စံသိမ်းကိုယ်တိုင်ကမောင်းသည်ဖြစ်၍လက်အလုတ်ရှိသူပြီးပြီးပါဇက်ကတခြင်းဆိုသောတာဝန်ကိုယူက တွင်တွင်သားမောင်းနှင်သဖြင့်ခရီးမှတွင်လျက်ရှိနေပါသည်တပင်းအုံများမှာလမ်းတစ်ဖက်တစ်ချက်ဝဲရာတွင်ထူထပ်စွာပေါက်နေကြသဖြင့်မော်တော်ကားမြန်လင်းမြန်မြန်မော်တော်ကားနှီးလင်းနှီးနှီးဝေကနေဝေကနေလဲ၍လဲ၍ကြံနေရစ်ခဲ့တော်လဲစိတ်ရှင်းသွားစီရန်မြင်းလိုတွေ့လိုသောစန္ဒရှိသည့်လဲခွင်းအစလွင်ဒီးခေါင်အစတို့မှအလင်းပေါ်မလာဘဲနောက်ထပ်တစ်ပင်အုပ်အစ်စ်များသာ တအုပ်ပြီးတအုပ်ဟိုဟွေကပေါ်လာဒီတော့ကပေါ်လာဖြင့်တောအုပ်မှလွတ်မြောက်ရန်ကြိတ်၍ဖြတ်ကျော်မောင်းနှင်နေကြရပါတော့သည်စံသိမ်းမှာယခုမှသာပေတည်၍စစ်တပ်သို့ရောက်နေခြင်းမဟုတ်ငယ်စဉ်ကလည်းပေတည်၍ရှုနှောင်ရမှ နေတတ်သူဖြစ်ပါသည် အသက်20ပတ်ဝန်းကျင်အရွယ်ကညမျိုးလွင်အဝင်းအပါစိတ်တူသဘောတူဆက်ဆံပေါင်းသင်းနေကြသောတငယ်ချင်း9ယောက်ရှိရာကောင်းသောအရာ မကောင်းသောအရာ ရှုနှောင့်စရာများပြုလုပ်ကြသည့်အခါစံသိန်းကခေါင်းဆောင်လျက် ရှေ့ဆောင်ရှေ့ရွယ်လုံးနေရှိပါသည်တခါတော့ပြင်းလာတယ်အပြင်းပြေဟားတက်ရအောင်တယောက်နေငွေငါးကျပ်စီထည့်ကြပါဟုစုဆောင်းလျက်ဖရာကြီးကြောက်စစ်တန်းရက်သို့သွားကြပါနေသည်၎င်းအရက်မှမဟာမျက်မှုနီဖရာကြီး၏အနောက်ဖက်တွင်ရှိလျက်မရေယာမြို့နယ်စကျင်ရွာနှင့် စကျင်တောင်မှထွက်သော စကျင်ကျောက်အရွယ်အစားကိုတည်ယူကာကြောက်စစ်ပညာဖြင့်ဖရာဆင်းသူတို့အမျိုးမျိုးကို လိုသလောက်ညံတော်ကိုထုလျက်ပူဇော်စေသောဌာနဖြစ်ပါသည် တရားတော်မူရက်တော်မူတင်းမြင်ခွေထိုင်းကိုယ်တော်အမျိုးမျိုးအရွယ်အစားစားကို အနေကစားတင်၍ပူဇော်ကိုးကွယ်နိုင်သည့်အထိအပီးအစီပြည့်စုံအောင် ထုလုံရောင်းချသဖြင့်ကြောက်စင်းသူဖျားသာပူဇော်လိုကအလွယ်ကူဆုံးရနိုင်သောဌာနဖြစ်ပါသည်စံသိန်းသည်အဖော်များကို ရှေ့ဆောင်ကညံတော်မျိုးစုံအရွယ်အစားစားထုလုံနေသောနိဗ္ဗာန်ကုန်းတဲ့တူအိမ်တို့ဝင်လျက်ဖျားပူဇော်လို၍လာကြောင်းပြောသဖြင့် ခရီးဥယျာဉ်ပြုကနေရာထိုင်ခင်းများပေးသည့်အတွေ့ဝင်ထိုင်ကြရင်ညံတော်အမြင့်တပေးရှိရတ်တော်မူကိုတော်တဆူပူဇော်လိုကြောင်းဈေးနှုန်းမြင့်မြရှိကြောင်းမေးသည်ဖြင့်စကြင်ကြောက်သားကောက်မကောက်မမမနှင့်ထုလုံသောလက်ရာကိုလိုက်၍ဈေးနှုန်းအမျိုးမျိုးထားကြောင်းတဆူလင်ခုနှစ်ကြက်ခွဲမှ30 15ကြက်18ကြက်ခွဲ20အထိရှိကြောင်းပြောမှငွေ20တန်းကိုပူဇော်လိုပါတယ်သို့သော် ဤရုပ်ပွားတော်မှာကျွန်တော်အတွေ့မဟုတ်ပဲကတားခိုင်ရင်မြတော်မျိုးကပုပ်ကိုယ်တူဦးကအလို့ရှိခြင်းဖြစ်၍ညံတော်တပေရှိ ရက်တော်မူကိုတော်မှာသင်္ကန်းယုံလျက်စွန်းခံကြွတော်မူဟန်တပိတ်ပိုက်ထားသည်လည်းပါရပါမည်အထူးသဖြင့်ရုပ်ပွားတော်မှာစွန်းခံကြွရင်းလက်ရဘက်သို့လှည့်ကြည့်ဟန်နှင့်မျက်နှာတော်ရှိတဲ့တဲ့သို့မလှည့်ဘဲလက်ရဘက်ပခုံးပေါ်တွင်မျက်နှာတော်ရှိနေရပါမည်အချားရုပ်ပွားတော်များနှင့်မတူအောင် ပုံသင့်ပုံစံဖြင့် လက်ဝင်ခံ၍ထုပေးရမည်အတွက်လက်ခငွေ၅ကျပ်အပိုဆောင်၍စုစုပေါင်း25ကျပ်ထားလျက်ပူဇော်ပါမည်ဟုပြောသောအခါဘသူမှမပူဇော်တဲ့ပုံသစ်ပုံစံကိုထုထားရပြီးလာမရွေးရင်တော့ကဗျာ။ဩဒါတော့ကျွန်တော်တို့တာဝန်မှုစိတ်ချရအောင်ကြတဲ့ငွေကို အပြည့်ပေးချေသွားမှာပါ။ဦးမင်းတို့ကအပ်တဲ့ပုံစံအတိုင်းထုပေးမယ်မပေးဘူးဆိုတာကအမိန့်ရှိဖို့လိုပါတယ်။ငွေအပြည့်ခြေသွားရင်လိုတဲ့ပုံစံအတိုင်းထုပေးမှာပေါ့ဗျ။ အလွတ်မှန်ရင်သာတစင်ရောက်မှုခက်လို့လက်မခံဝင်ရှိရမယ်ဟုဆိုသဖြင့်ငွေ25ကျပ်ထုတ်ပြီးကမြန်မြန်ပြီးအောင်ထုတ်ပြီးရန်နှင့်ပြီးသောအခါအလွဲတကူသိနိုင်ရန်ဧကန်စပွဲဝေါ်တွင်တင်ထားစေလိုကြောင်းကျွန်တော်လာမယူမီမြတော်မြို့မှဖရားဒါယကာရောက်လာပါကသူဖရားပြီးနေကြောင်းမြင်နေလဲဝင်ပင့်သွားနိုင်ရန်အတွေ့ဖြစ်ကြောင်းမြတော်မြို့ကဖရားတကားပါဟုပြောလျင်ယုံကြည်စွာပြီးလိုက်စေလိုကြောင်းမှားထားခြင်းကြောင့်နိဗ္ဗာန်ကုန်တယ်က ဖရာကြီးအနောက်မုံမှနာမည်ကြီးဥစိန်ဖူးဤတလုံးတပဲတံပေါက်စီကျော်ရင်းနှွေးချမ်းတို့ဖြင့်ဧကန်သဖြင့်တယောက်လင်းပေါက်စီကျော်နှလုံးစီမျိုးဆုကြကဘိုက်တင်းအောင်စား၍ပြန်လာခဲ့ကြပါသည်လမ်းသို့ရောက်သောအခါတငယ်ကြီးတို့ထဲ့ဝင်ကြတဲ့ငွေငါးကျပ်စီဟာဖျားပူဇော်ကြီးအဖြစ်သုံးဆွဲလိုက်ပြီးမှပေါက်စီကျော်နှလုံးစီစားတာနဲ့ထေလိုက်ရင် အရှုံးမရှိဘူးလို့သဘောထားကြပေါ့ကွာဟုတ်လား ဟုဆန်သိန်းကရဲကားမောကဘဲတင်ဘဲချီပင်လှုပ်နေလိုက်ပြီးသေးတော်သည်ထို့နောက်15ရက်ခန့်ကြာသောအခါအထားသောဖျားပြီးမပြီးလူစိမ်းများကိုလှုပ်၍အကြည့်ခိုင်းပါသည်နောက်ထပ်ရဲအနည်းငယ်ကြာသောအခါအပြည့်အစုံပြီးစီးသွား၍မှားခဲ့သည့်အတိုင်းဧခန်စပွဲဝော်တွင် တင်ထားမှဆန်သိန်းကဈေးကြိုတော်တဝိုက်တွင်၎င်းအချာအတိမိတ်ဆွေများအား၎င်းဖခင်ကြီးကြောက်စစ်တန်းနိဗ္ဗာန်ကုန်းတဲ့ဥအံ့ကျော်ဤအိမ်ဧကန်စပွဲဝော်တွင် ပုံစံတစ်မျိုးနှင့်ရုပ်ပွားတော်တစုပေါ်တော်မူနေသည်ဟုဗဇတ်သတင်းလျှောက်ဖြန့်ရာအချို့သော လုံချာချာပေါ်တော်တော်လူများကတွားရောက်ကြည့်ရှုကြပါသည်ရက်တော်မူရုပ်ပွားတော်မှာစွန့်ခံကြွဟန်ဖြင့်တပိတ်ကိုလည်းပိုက်ထားသည်ကြွရင်တန်လန်းလဲညာဘက်သို့လှည့်ကြည့်သည်ဖြင့်မျက်နှာတော်ကလည်းပခုံးပေါ်ရောက်နေသောအခါအစမ်းဖြစ်လျက်တယောက်စကားတယောက်နားသို့ရောက်ရာကဥကောနေရနှင့် လူအများဝိုင်းလာကြသောအခါ ဥအံ့ကျော်မှဖြစ်ကြောင်းရင်မှကုံစင်ကို နေထွက်မှနေဝင်လာသမျှလူတိုင်းအားရှင့်ပြနေရသောအခါနောက်ဆုံးတွင်သီးမခံနိုင် စိတ်မရှိနိုင်တော့သဖြင့်ရုပ်ပွားတော်ကိုထုခွဲလိုက်မှအေးသွားပါလေတော့သည်စံသိမ့်မှမူပြုံ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 နှင့်လူအများသွားကြလေသဘောကြလေဖြင့်ကျေနပ်နေလျာဟေးစံသိမ့်မင်းတော်တော်ရုပ်လူအများကိုဒုက္ခပေးတဲ့အကောင် ဘေးအခြေဝိပြန်လဲမလဲပဲဟုပြောသည်ကိုပင်တဟီဟီတဟာဟာနှင့်အာရအောင်ရင်မော နေပါလေတော့သည်ထိုမျှသာမကသည်အချားနောက်ပြောင်မှုတစ်ခုမှလည်းရင်ဖိုလောက်အောင်ပင်စိတ်ကူးပေါ်ပုံစမ်းကျင်လှသည်ကို တွေ့ရဘူးသည်မှာရှုမဘရုပ်စုံမဂဇင်း အောက်တိုဘာ1980ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင် ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးမြမြို့တွင်ရေးသားခဲ့သည့် ရှီဟောင်းနှောင်းပြင်းများဆောင်းပါမှအပိုင်း၁၉ပဲပြီးဆုံးသွားပါပြီရှင်။ဆရာကြီးမြတ်မျိုးလင်းသည်ဤဆောင်းပါများရှုမဝရုပ်စုံမဂဇင်းသို့ လာစဉ်အခန်းဆက်ရေးသားပေးပို့နေရမှကွယ်လွန်သွားပြီဖြစ်၍နောက်ထပ်အခန်းဆက်များ မဖော်ပြနိုင်တော့တဲ့အကြောင်းရှုမဝစာဒီအဖွဲ့မှရေးသားခဲ့သောဆရာကြီးအတွက်ဝန်းနေတဝင်လှလေးကိုပါဖတ်ပြပေးလိုက်ပါရရှင်။ဝန်းနေတဝင် ဆရာကြီးမြမျိုးလွင် အသက်68သည်အထက်တွင် ဖော်ပြခဲ့သောရှေးဟောင်းနှောင်းပြင်များစောင်းပါးကိုဆက်လက်၍ရေးသားနှိုင်းရှာတော့မည်မဟုတ်ချေအထက်ပါစောင်းပါးကိုယခုစတင်၍ပုံနှိပ်ရန်စီစဉ်နေစဲမှာပင်မန္တလေးမှတယ်လီဖုန်းဖြင့်ဆရာကြီးကွယ်လွန်ချောင်းကိုကြားသိရသည်ယနေ့ဤဝန်းနေတဝင်ကို ရေးသားဖော်ပြလိုက်သည့်နေ့1980စက်တင်ဘာလ17ရက်မွန်လွဲတနာရီတွင်ဆရာကြီးသည် မန္တလေးမြို့ရှိ သူဤနေအိမ်၌လူကြီးယောဂါဖြင့်ကွယ်လွန်အနေဆရောက်သွားရရှာပြီးဖြစ်သည် အထက်ပန်းရှီဟာနှောင်းပြများအမှတ်စခွန်ဆောင်းပါးကို ရှုမဝမှ9ရက်6လ1980နှစ်တွင်လက်ခံရရှိခဲ့သည်မြည်တို့ဖြစ်စေ အထက်ပါဆောင်းပါးမှဆရာကြီးရေးသားပေးပို့လိုက်သည့်အတိုင်းရှေလဆက်ဖက်ပါဆိုသော စာရန်ကလေးကိုမှရှုမဝသည် ဖြုတ်ပြစ်ရက်နိုင်စွမ်းမရှိသဖြင့်ဤအတိုင်းပင်ထဲ့သွင်းလိုက်ရပေသည်ဝန်းနေချင်းအတိုင်းအတာက သဝင်းလွှာမပားတက်နှောင်အောင်ပါတကားရှိမဝစာဒီအပွဲ7ရက်9လ1980အားပြီးနားဆင်ခဲ့ကြသောစာပေချင်းမြတ်လူသူများအားလုံးဘေးကင်းလုံခြုံကြမှာကြပါစေနောက်ထပ်ပညာပေးတုတ္တရတဆောင်းပါးများလေဝဲစံကျယ်ဝိထုများကိုလည်း တင်ဆက်ပေးသွားဦးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်ကျမကနှင်းစီပါရှင်